ရန်ကုန်သမိုင်းကို ပြောပြနေတဲ့ကံတော်ကလေးဒုတိယပိုင်းမြမကုံရီလန်းယနေ့ကံတော်ကလေးကမြမကုံရီလန်းကိုအင်္ဂလိပ်ခေတ်ကတော့ Calvert Road Calvert Land လို့ခေါ်တယ် Calvert ဆိုတဲ့အဓိပ္ပာယ်ကလမ်းအောက်မှာထည့်ထားတဲ့ရေမြောင်း drain ကိုရည်ညွှန်းပြီးခေါ်တာပါတချို့ကလည်းမြမအတန်ထွက်ပြီးပြီးသားသားလေးဖြစ်အောင် Calvert Land တဲ့ 1956မှာတော့မြမဂုံရီလန်းလို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။ဥဖိုးကြရဲ့မြမဂုံရီအမည်ရတဲ့စာအုပ်ဟာចောင်းသုံးစာအုပ်အဖြစ်ပြဋ္ဌာန်းခံခဲ့ရပြီးဒီမြမဂုံရီပုံနှိပ်တိုက်မှာပဲရိုက်နှိပ်ထုတ်ဝေခဲ့တယ်။ဒါကြောင့်အမျိုးသားပညာဝင်ဥဖိုးကြတည်ထောင်ခဲ့တဲ့မြမဂုံရီပုံနှိပ်တိုက်ရှိရာလန်းကိုမြမဂုံရီလန်းလို့ပြောင်းလဲခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်။ တိမ်ဖြူလန်းနဲ့ဥုံးခိုင်လန်းတောင် ယခုကိုမင်းအောင်လန်းတောင်ကတောင်ကုန်းလေးထက်မှာတိမ်ဖြူတော်ခေါ်ဒေဝတာဂရတိမ်ကြီးရှိပါတယ်။ရန်ကုန်မြို့ရဲ့မူလတိမ်ကိုလုံးအနက်ကတစ်ခုဖြစ်ပြီး1980မှာအသစ်ပြန်တည်ဆောက်ကထုံးဖြူတုတ်ခဲရာမှာတိမ်ဖြူတော်လို့ထင်ရှားလာခဲ့ခြင်းပါ။ထိုစဉ်ကတိမ်ပြူတော်အရှိတ်ဘက်မှာမဇွန်အောင်ချောင်းရဲ့ချောင်းလက်တံငယ်တစ်ခုစီးဝင်နေလို့ဒေဝတာကရာ နတ်သမုတ်တရားဆိုတဲ့အဓိပ္ပာယ်နဲ့ခေါ်ဆိုခဲ့ခြင်းဖြစ်ပါတယ်ပထမအင်္ဂလိပ်မြန်မာစစ်အတွင်းကမြန်မာတပ်ဟာတိမ်ဖြူခံတပ်မှနေ၍ဂေါ်ရာစစ်သားတို့ကိုတိုက်ခိုက်ခဲ့ရာရန်သူဘက်မှ အတုံးယုံကြရှုံးကမြန်မာတို့စစ်ရေးအသာရခဲ့ပါတယ်။သို့သောတိုက်ပွဲရှိကြလာတာနဲ့အမျှတောက်ရီထောက်ပံ့ဖို့အုပ်ချုပ်သူဗိုလ်မှူးများနဲ့အဆက်အသွယ်မရခဲ့လို့မြန်မာတပ်သားအချို့ ရေငတ်တည်ဆုံခဲ့ရတာရှိလာလို့တိမ်ဖြူခံတက်မှစုတ်ခွာခဲ့ရပါတယ်။ဒါကြောင့်အင်္ဂလိပ်တို့ကတိမ်ဖြူခံတက်ရှိခဲ့တဲ့လမ်းကို Stockgate Road ခံတက်လမ်းလို့ခေါ်ဆိုခဲ့သလိုဂျူးတထေကြီးဂျူဒာအစ်ကဲနေခဲ့လို့ဂျူဒာအစ်ကဲ Road ဂျူဒာအစ်ကဲလမ်းလို့လည်းခေါ်ပါတယ်။နောက်မှာတိမ်ဖြူကြီးရှိရာလမ်းတိမ်ဖြူလမ်းလို့ဖြစ်လာခဲ့တယ်။ဘလူးမဇေးလို့ခေါ်တဲ့တိမ်ဖြူဇေး ဘလူးမဆေးလို့ခေါ်ကြတဲ့တိမ်ဖြူဆေးဟောင်းကတိမ်ဖြူကုန်းရဲ့မြောက်ဘက်လမ်းတစ်ဖက်ချမ်းဦးအောင်ခိုင်လန်းနဲ့တိမ်ဖြူလမ်းတောက်မှာရှိခဲ့ပါတယ်။ဘလူးမဆေးလို့ဘာလို့ခေါ်လဲဆိုတာကိုတော့ကြားဖူးတလောက်ကပါဇက်ရာဇဝင်၃လေးခုဖြစ်နေပါတယ်။ဈေးရှိမှာဘလူးမရုပ်ရှိလို့ဘလူးမဆေးလို့ခေါ်တယ်လို့ပြောကြသလိုဈေးကကျွန်တော်အတိတယောက်ကတော့အရင်ကဈေးထဲမှာမတ်တင်လို့ခေါ်တဲ့ဈေးတဲ့တယောက်ဟာခက်ဆွာဆွာနဲ့ရန်ဖြစ်လွန်လာကြောင်း သူ့ကိုဘလူးမလို့ကြည်စေခေါ်ရာကနေဘလူးမဈေးလို့ဖြစ်လာကြောင်းပြောပြပါဗါ့။ကျွန်တော်ဆရာတယောက်ကတော့မူရင်းအမည်ဘရူးမဆိုတဲ့အိန္ဒိယနိုင်ငံသားရဲ့အမည်ကိုမြန်မာတွေကဘလူးမလို့အတန်ထွက်ပြီးဘလူးမဈေးဆိုပြီးလိုက်ခေါ်ကြတာပါပဲတဲ့။ရှိကနဦးတန်ဘီဆိုတဲ့အိန္ဒိယလူမျိုးပိုင်ဈေးမူတန်ဘီဘဇားလို့ခေါ်ခဲ့ကြောင်းကိုလည်းငကားပုံထိတ်တင်တွေးစာအုပ်မှာဖတ်ပူးပါတယ်။ နောင်ခါတော့တင်ဖြူရှိတာကိုဆွဲပြုတ်ပြီးတညီတညွတ်တဲ့တင်ဖြူစည်းလိုပဲ ခေါ်လိုက်တယ်။1998မှာတော့ဈေးဟောင်းကိုဖျက်ပြီးအခုလက်ရှိနေရာကို ရွှေ့ပြောင်းက1999မှာစတင်ဖွင့်လှစ်ခဲ့ပါတယ်။ယခုအထက်ပန်းစိုးရန်လိုင်းကနေမြမကုံရီလမ်းကွေမှာကားမတိုင် ရှိခဲ့ဘူးတဲ့။ကြောက်စေးရုံမှတ်တိုင်ကြောက်ကွေမှတ်တိုင်လို့ခေါ်ပါတယ်။ဒီနေရာဟာကြောင်ယောဂါဖြစ်ပွားတဲ့လူနာတွေကို တည်တန့်ထားရှိကုသပေးတဲ့ဆေးရုံဖြစ်ခဲ့ဘူးရာရဲ့ကြောက်ရောဂါကာကွယ်ဆေးထိုးပေးတာကိုအလွယ်တကူခေါ်ရင်းကြောက်ဆေးရုံလို့နာမည်တွင်သွားတာနောက်တော့ကုဆက်ယောဂဆေးရုံဖြစ်ပြီးမြောက်ကလာဝေဘာကြီးကို ပြောင်းသွားပါတယ်ဒီနေ့မှာတော့အဲ့ဒီကြောက်ကွေ့ကားဂိတ်နေရာမှာပဇန်းရန်ကုန်ဟိုက်ပါမားကတ်ရှိတဲ့ဝင်းကြီးဖြစ်နေပါပြီကံတော်ကလေးမှတင်ញိုင်ဟောင်းများမြမကုံရီလန်းနဲ့ မြရာကုံလန်းကရွှေမြရာအေယံဝင်းနဲ့အမဲစီကတရုတ်တင်ញိုင်ဟောင်းရှိခဲ့ဘူးတဲ့နေရာပါ အတွင်းမှာအယိုးစေးကံလို့ခေါ်တဲ့ရေကန်ကြီးလည်းရှိခဲ့တယ်ကံပတ်လည်းမှာတော့အုတ်ဂူတွေရှိပါတယ်အဲ့ဒီတရုတ်တင်ញိုင်ကတရုတ်ကွန်တုံးလူမျိုးလက်တော်တရုတ်တွေရဲ့မြုပ်နယ်ရာနေရာဖြစ်ပါတယ်1984 85အထိတရုတ်တင်ញိုင်ရှိသေးတယ် အဲ့ဒီနောက်ပိုင်းမှာမှဈေးတွေအိမ်ယာဝင်းတွေဖြစ်ကုန်ကြတာတရတလန်ဖို့မြေဓမာယုံကနေရဲစခန်းဘက်လာတဲ့လမ်းဘယ်ဘက်အခုဆက်ယုံလမ်းနဲ့မညာဒလလမ်းတောင်တက်ရှာစွန်တန်ပေါက်နဲ့မျက်နှချင်းဆိုင်မှာလဲတရုတ်တင်ញိုင်ဟောင်းတစ်ခုရှိခဲ့ဘူးတယ်သူကကုန်းနေနေမှုတယ်နဝတခေမှာတင်ញိုင်ကိုဖျက်ပြီးခုမင်္ဂလာဈေးဆောက်လိုက်တာပါမင်္ဂလာဈေးမဆောက်ခင်တရုတ်တင်ញိုင်ဖျက်တာ ညဘက်ကြီးကားတွေနဲ့ဝိညာဉ်တွေကိုလာရွှေ့တာကြောက်ကြောက်နဲ့ထွက်ကြည့်ကြသေးတယ်။ကံတော်ကလေးဟာမြို့တီစားကတင်းញိုင်းများရှိခဲ့ရာအရက်လို့ဆိုခဲ့တဲ့အတိုင်းယခုတင်ပြူစေးရှိတဲ့နေရာကအရင်အာမေးနီးယန်တင်းញိုင်းဟောင်းမှာအာမေးနီးယားနိုင်ငံဟာတချိန်ကဆိုဗီယက်ပြည်ထောင်စုရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ခဲ့ပြီးအာရှတိုက်နဲ့ဥရောပတိုက်ကြားမှာရှိကခရစ်ယာန်ဘာသာကိုအစောဆုံးကိုးကွယ်ခဲ့တဲ့လူမျိုးတစုလည်းဖြစ်ပါတယ်။ 1881-92တကောင်စီရင်အရာရန်ကုန်မြို့မှာအာမေးနီးယန်လူမျိုး1250ခန့်နေထိုင်ခဲ့ပြီးယနေ့အချိန်မှာတော့10ခန်းမြောက်လူနည်းစုသာကျန်ပါတော့တယ်1862မှာဆောက်လုပ်ခဲ့တဲ့ဘူအောင်ကျော်လန်းနဲ့ကုံတယ်လန်းတောင်ကအာမေးနီးယန်ဖျားเจ้าဟာအာမေးနီးယန်လူမျိုးနဲ့ဆက်နွယ်တဲ့တခုတည်းကျန်ရှိသောအဆောက်အဦပါ အထင်ကရရှိခဲ့တဲ့အာမေးနီးယန်တွေအကြောင်းပြောရရင် Sakis Brothers Saki ညီကိုများပါပန်ဆိုရန်စိတ်ကန်းအနီးကကန်နာလန်ဟိုတယ် Strand Hotel တိစောက်ပြီးချိန်1901မှာ Sakis Brothers ကဝယ်ယူခဲ့ပြီး1925ခုနှစ်ထိဦးစီးလုပ်ကင်ခဲ့ပူပါတယ်ဈေးရဲ့အနောက်ဘက်ကရက်မှာတော့ဂျူးတင်ញိုင်းအခုထိရှိပါသေးတယ်ဂျူးလူမျိုးများဟာလည်း လူဦးရေ3000ကျော်ခန့်နေထိုင်ခဲ့ပြီးဒေးဗစ်ဆိုဖဲဆိုသူဟာရန်ကုန်မြို့ရဲ့မြို့တော်ဝင် ဖြစ်ခဲ့ဘူးသူပါ။ပန်ဆိုရန်လန်းနဲ့ဂုံတန်လန်းတောင်းကဆိုဖဲအဆောက်အဦအပါအဝင်ရန်ကုန်မြို့ရဲ့လမ်းများမှာဂျူးလူမျိုးတို့ရဲ့ဈေးများ၊ဆေးဆိုင်များ၊ကျောင်းများရှိခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်တွင်ဂျပန်တို့ဝင်လာချိန်မှာအင်္ဂလိပ်နဲ့နိုင်ငံရေးမဟာမိတ်ဖွဲ့ထားတဲ့ဂျူးများကိုဂျပန်တို့လိုက်လံချေမှုန်းခြင်းမို့ဂျူးအများစုမြမမြေမ ထွက်ပြေးခဲ့ရတယ်လို့ပဲဒေါ်လန်ရေးကောင်စီခေခြေဝိုင်းလုပ်ငန်းများနိုင်ငံပိုင်တင်းချိန်မှာလည်းထပ်မံထွက်ခွာသွားကြပါတယ်ယနေ့ချိန်မှာအာမေးနီးယားများလိုပဲ လူနည်းစုသာရှိတော့တဲ့ဂျူးလူမျိုးများရဲ့ဖျားเจ้าကိုတော့တင်ကြီးစေးရဲ့မျက်နှာချင်းဆိုင်26လမ်းထဲမှာတွေ့နိုင်ပါတယ်တင်ဖြူစင်းနဲ့ကက်လျက်မှာတော့1856ခုနှစ်လို့ကပီးထိုးထားတဲ့မကိုရှိရဲ့တင်ဆိုင်နဲ့သူ့မျက်နှာချင်းဆိုင်မှာ 1863ခုနှစ်ကတည်ခဲ့တဲ့ဆွန်နီမဟာမေရင်တုတ်တန်တို့ရှိနေပါတယ်။အိန္ဒိယကနေမြန်မာပြည်မှာအခြေချနေထိုင်ခဲ့ကြတဲ့သူတို့အကြောင်းကိုတော့ရှေးကမဂိုလန်အတိတ်နဲ့ပလာတာကောလိပ်မှာ ရေးခဲ့ပြီးပါပြီ။တချမ်းပဲပလီ1826ပထမအင်္ဂလိပ်မြန်မာစစ်ပွဲအလွန်ရန်ဘူစာချုပ်ချုပ်ဆိုပြီးမှမကြီးတော်မင်းကတစ္ဆာတော်ကန်တပ်ပုံမှုများဖြစ်တဲ့ အစ္စလမ်ဘာသာဝင်ဥရွှေတိုင်းနဲ့ဥရွှေမိုင်းညီကိုနှစ်ယောက်ကိုဝတ်တက်ရန်ယခုအောင်ဆန်းကွင်းနာမြေနေရာပေး၍ဆောက်လုပ်ခွင့်ပေးခဲ့ပါတယ်1850年မှာအင်္ဂလိပ်မြန်မာဒုတိယစစ်ပွဲအပြီးရန်ကုန်ကိုအင်္ဂလိပ်တို့ကသိမ်းပိုက်ခဲ့တယ်အဲ့ဒီအချိန်မှာတော့မြို့သစ်တီထောင်ရင်လမ်းနဲ့မလွတ်တာကြောင့်တချမ်းကိုဖဲချခံလိုက်ရလို့တချမ်းပဲပလီလို့အမိတွင်ပါတယ်။ ဥဖိုဂျာလန်သို့မဟုတ်ယခင်စိတ်အန်တိုနီလန်မြမကုံရီလန်ကနေဘူဒါကြီးရှေယာကွန်ဂျန်လန်အထိဆက်ထားတဲ့ဖျားเจ้าနောက်ဖက်ကရက်လန်ပြက်ကိုမူလကစိတ်အန်တိုနီလန်လို့ခေါ်ပါတယ်စိတ်အန်တိုနီဖျားကြောင်းကို1895မှာအုံမြင့်ချပြီး1889မှာခွင့်လှစ်ခဲ့တယ်။ ဘုရားကျောင်းကို စတင်ဖွင့်လှစ်ကလေးက1946ခုနှစ်အထိပြင်သစ်နိုင်ငံပါရီမှာနိုင်ငံသားမစ်ရှင်ဖုန်းတော်ကြီးများကဦးစီးခဲ့တယ်။1946မှာယနေ့အချိန်ထိတော့တမင်ဖုန်းတော်ကြီးများမှာဦးစီးဆောင်ရွက်ရရှိပါတယ်1989ခုနှစ်မှာနှစ်တရာပြည့်ခဲ့ပြီးရာပြည့်အထိမ်းအမှတ်အဖြစ်စိတ်အန်တိုနီရုပ်တုကိုဖျားချမ်းအဝင်မှာစိုက်ထူထားတာတွေ့နိုင်ပါတယ် နောက်မှာအမျိုးသားပညာဝင်ဥဖိုကြားအဂုံပြု၍စိတ်အန်တိုနီလမ်းမှာဥဖိုကြားလမ်းဟုပြောင်းလဲခေါ်တွင်ခဲ့ပါတယ်။ပိုစင်ကကားမောင်းလိုင်စင် driving license ရဖို့ကန်တော်ကလေးကိုတပတ်မောင်းပြရရတယ်။ကားလိုင်စင်ရုံးကရန်ကုန်ဘူရာကြီးမီးရထားဟိုတယ်ဖြစ်ခဲ့မှုတဲ့နေရာမှာရှိခဲ့ပါတယ်။လိုင်စင်ရဖို့တိုင်ဝင်ရှေတိုးနောက်ဆုတ်စစ်တပ်နေရာကစိတ်အန်တိုနီဖျားကြောင်ပြီးဦးအောင်ခိုင်လန်း လို့ခေါ်တဲ့ဘူမင်းအောင်လမ်းမပေါ်မှာဆစ်ဆဲတယ်။ကားမောင်းဆစ်ဆဲတာကအဲ့ဒီနေရာကစပြီးမောင်းရတယ်။အထက်ပန်းစိုရန်လန်တိုင်းဘုတ်ကလပ်ရောက်ရင်ညာဘက်ကွေကန်ရိတ်တာလန်တိုင်းမောင်းဆရာဝန်အသင်းတိုင်းရောက်ရင်လက်ရဘတ်ချိုတိမ်ဖြူလန်တိုင်းတိမ်ဖြူစေဘလူးမစေဟောင်းမှာလက်ရထက်ချိုဦးဝင်းခိုင်လန်တိုင်းမူလာထွက်ခဲ့တဲ့စိန်အန်ထော်နီဖះเจ้าဘေးအထိကန်တော်ကလေးရက်ွက်ကိုတပတ်မောင်းပြရတယ် အဓိကစမ်းသက်တာကတော့ book club ဂုံးတက်မှာ clash နဲ့ liver ထိန်းတာကိုစမ်းသက်တာပါပဲတချိန်ကကောင်းမောင်းလိုက်စင်ရဖို့ကံတော်ကလေးရက်ွက်ကိုတပတ်တော့မောင်းပြရတာရှိခဲ့ဘူးတာပေါ့